ပါရှင်။ကျမတို့ Adulay Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေတကုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမေးမြန်းတဆက်သွားမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဆရာ။အာနောက်ထပ်မေးမြန်းလာတဲ့အကောင့်နံပါတ်ကတော့ကျော်စိုးမိုးကနေပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်။သူမေးမြန်းလာတာကတော့ တောသားပံပုဂ္ဂိုလ်ဟာတဲ့နောက်ခုနဘဝသာနေရတော့မယ်ရှစ်ဘဝမြောက်ပရိသန်နေမနေတော့လို့အရက်ပြော အရက်တိတိပါတယ်တဲ့ထိုစကေရက်မှာပေါ့နော် ကာမ17ပုံ ကာမတုက္ကတိ9ပုံ၌ပါမပါပိဋကတ်တော်အစိုးကိုတိလို့ပါရဆရာဆိုပြီးတော့အမြင့်ညထားဖြစ်ပါတယ်အတိမှာ2မျိုးရှိကြဗျာဂါမေတိရစပေရှိတယ်ဂါမေတိဆိုတာခုနကသူပြောတဲ့ဗါလေအရက်ပြောအရက်တိကိုဂါမေတိပေါ့ဂါမဆိုတာကရွာကိုပြောတာလေဗါလေတော့ စာပေရှိစရာကတော့ပြိဋကတ်တော်အဆူကိုပြောတာခုနကသူမေးတာအဲ့တော့ပထမဆုံးသူပြောတဲ့အထက်မှာသောတာပန်ပုဂ္ဂိုလ်ကသေပြီးတန်ပြောသောတာပန်တို့ဒီတဲ့ခုနဘဝဆံပြောသောတာပန်ပုဂ္ဂိုလ်တို့ကိုခုနဘဝဆံပြောစရာလေးသောတာပန်ဖြစ်ရင်ဈာညတစ်ခုပြောပါအောင်မယ်နော်ဆက်ဆက်မှုရှိအောင်သူကသောတာပန်ရလို့ဖြစ်သွားရင်၃မျိုးဖြစ်သွားတယ်ပထမတစ်မျိုးကတေဧကပိစီသောတာပန်လို့ခေါ်တယ်တစ်ချိန်မြတ်ပြိဋ္ဌာန်နေကြံတော့တယ်နောက်တစ်ဘဝပေါ့နော်ဒုတိယကတော့ ကောလံကောလသောတပန်လို့ခေါ်တယ်။နှစ်ကြိမ်ကနေ6ကြိမ်ပေါ့။နှစ်ဘဝကနေ6ဘဝဒီပဋိသန္ဓေနေပဲဒီလောက်ပဲကြံတော့တယ်။နောက်တတိယသောတပန်ကတော့တတ္တခတုပရမတ်သောတပန်လို့ခေါ်တယ်။ခုနှစ်ဘဝအထိနေရမှာပေါ့။သူစာထဲမှာပါတဲ့အတိုင်းပါပဲ။ခုနှစ်ဘဝအထိသာနေရမယ်။ရှစ်ဘဝကမကူဘူးပေါ့။အဲ့လိုသောတပန်၃မျိုးရှိတယ်။ဒါကြောင့်ခုနကပါဠိတော်ကိုဟိုပြည့်ပြည့်ပြန်တဲ့ကတေးထိုခုနှစ်ဘဝဆန်သောတပန်တို့ဒီရဲ့ကိစ္စပြီးအကယ်၍ဘုဒ္ဓံလွန်လွန်ကဲကဲပမတ်တာမေမေလျော့လျော့ဟွန်တိဖြစ်တော်မူများအံ့။ ဒီသောတာပန်၃မျိုးဟာပေါ့နော်ဟိုဘဝမှာဘုဒ္ဓံပမတ္တာဆိုတာကာမဂုဏ်တရားတွေနဲ့ဘလောက်ပဲမေ့လျော့မေ့လျော့နေခဲ့တော်လဲပဲတဲ့တထာပိထိုးသို့မေ့လျော့ကြပါကုန်တော်လဲပဲအထမဘဝရှိခုမြောက်ဘဝသောဘဝခန္ဓာကိုနာအရိယန္တိယူယိုးထုံးစံမရှိကြဘူးခုနှစ်ဘဝအထိပဲနေမယ်ရှစ်ဘဝကိုပြိဇံနေမယူတော့ဘူးတဲ့ပြောရင်တော့ဘလောက်ပဲကာမဂုဏ်တရားတွေနဲ့ပြင်းစွာမေ့လျော့မေ့လျော့ပေါ့နော်တစ်ချိန်ချိန်မှာတနည်းနည်းနဲ့တတိတရားရပြီးတော့ ကြိုးစားအထုတ်ပြီးတော့သက္ကရာဂမိအနာဂံယဟန္တာအဆင့်ဆင့်နဲ့သွားပြီးလောကလွတ်မြောက်မယ်လို့ဆိုတယ်။ဒါကပါဠိတော်ပရိကတ်တော်အဆိုပေါ့။နောက်ဒီသက္ကရာကိုပဲသူကဆက်မိထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒါလိုကျင်လည်တဲ့အခါမှာကာမ7ပုံ၊ကာမတုပ္ပတိ9ပုံပါမပါတဲ့ပရိကတ်တော်အဆိုကိုသိကြပါရဲ့။အဲ့တော့ကာမ7ပုံကိုတော့ကျွန်တော်တို့ကဒီနေရာမှာမဆိုသင့်ဘူး။ကာမ7ပုံဆိုတာကာမတုပ္ပတိ9ပုံနဲ့အပယ်၄ပုံနဲ့ပေါင်းထားတာ။အဲ့ဒါကိုကာမ7ပုံခေါ်တယ်။ သောတပန်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအမြင့်ပြတ်အနုဒိယအနေပယ်သက်ထားတယ်လေတေကိလေသာတို့ဒီနဘုနေဟိတဖန်ပြန်မလာနိုင်တော့နပစ္စည်းတီတဖန်ပြန်ဖြစ်ပိုင်ခွင့်မရှိပြန်မဖြစ်တော့လူတွေကိုသတ္တဝါတွေကိုအပယ်ကြစေတာဒိဋ္ဌိနဲ့ဝိသိကိစ္စပဲဒီနှစ်ခုပြုတ်သွားပြီဆိုတော့အပယ်ပုံ၄ပုံချွင်ရတော့အဲ့တော့ကမ္မဆက်တပုံလို့တော့ဒီလိုမပြောသင့်ဘူးပေါ့လေဒီညမှာမသိတော့ဘာကြောင့်လဲဆိုကမ္မဆက်တပုံကကာမတုက္ကဋိ9ပုံနဲ့ဒုက္ကဋိ၄ပုံပေါ့အပယ်၄ပုံပေါင်းထားတာဖြစ်တယ် ။အဲသောတာပန်ပုဂ္ဂိုလ်ကဒိဋ္ဌိနဲ့ဝိသေကိစ္စကိုပယ်သတ်ထားပြီးဖြစ်တယ်။အပယ်လေးပုံမှာအပြည့်တန်တွတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်သောတာပန်ပုဂ္ဂိုလ်ရဲ့ကျင်လျာယတ္တိသာကာမစက်တဲ့ပုံလို့မဆိုစင်တော့ဘူး။ကာမတုက္ကိခုနှစ်ပုံလို့သာဆိုစင်တယ်။အဲဒီကာမတုက္ကိခုနှစ်ပုံလို့သာဖြစ်တယ်ဆိုတဲ့ဟာကိုသူကဟိုစာပေရှိပေါ့ပြိကတ်တော်အဆူရှိလားသိကျင်တယ်လို့ပြောရှိပါတယ်။အဲဒါကဘာလဲဆိုတော့ပရိသံဗိဒာပဋ္ဌပရိသံဗိဒာမကအထကရာခေါ်တာပေါ့နော်။အဲဒီမှာဒိဋ္ဌိကထာဆိုတာရှိတယ်။ပြီးတော့ဝိဘဝဘဝဝိဘဝ ဟိုဘောဒိဋ္ဌိနိဋ္ဌိသအဖွင့်လို့မှတ်ထားပါဘူးအဲ့တော့ပါဠိတော်အနေနဲ့ဘာပါလဲလို့ဆိုတော့ဣမေတယောပိသောတပ္ပန္နာတဲ့ကာမဘဝကာမဘဝဝတိနဝုဒ္ဒရူပရူပဘဝေပနဘဟုကာပိပရိသန္တိဘဟုကာပိပရိသန္တိဘဘဝေဆိုတာရူပအရူပပြမာလို့ဖြစ်မှုတဲ့ဘဟုကာပိရောထိုတက်များစွာသောအလွန်များစွာကုန်သောပရိသန္တိရောပရိသန္တိနေရခြင်းတို့နဲ့ကလန်းတိယူနိုင်ကြကုန်ဆိုလိုတာကအပေလေးပုံလော့ လူဘဝနတ်ဘဝကာမတုဂ္ဂတိခုနှစ်ဘဝမှာတော့အစွမ်းနဲ့နေနိုင်မယ်အဲ့ဒီကနေလွတ်သွားပြီးတဲ့ထိုမတစ်ပါးဖြစ်တဲ့ယူပအယူပလို့ခေါ်တဲ့ပြမတွေဆိုရင်တော့များစွာသောပရိစ္ဆန်တွေနေနိုင်ခွင့်ရှိကြတယ်လို့ဒီလိုပြောတာပေါ့ဒါပရိကတ်တော်အဆိုပေါ့နော်အဲ့တော့ခုနှစ်ဘဝအလွန်ရှိဘဝမရောက်တဲ့ဟာရဲ့ပရိကတ်တော်ဆိုခုနကပြောတဲ့ဟို ယရဏတို့ပါဠိတော်နဲ့ကျွန်တော်တို့စာပေရှိပြောပြီးပြီအဲ့ဒီခုနှစ်ဘဝအလွန်ရှိဘဝဆိုတာလည်းပဲကာမတုက္ကတိဘုံအစွမ်းဖြစ်တာဆိုတဲ့ဟာကိုထပ်ဆင့်ဟောထားတာကိုလည်းခုနပရိသမိတမက္ခပေါ့နော်ဟိုဒိဋ္ဌိကထာဝိဘဘဝဝိဘဝဒိဋ္ဌိနေတိသာအဖွင့်ပါဠိတော်နဲ့လည်းပြောပြပြီးပြီကျွန်တော်ဆိုရင်တော့ကျွန်တော်တို့သောတာပန်နဲ့ပတ်သက်ပြီးအမြင်ရှင်းလောက်ပါတယ်လို့နော်ဒီလိုဖြစ်ကြ